အားလုံးပဲမင်္ဂလာပါရှင်။ဘာဘီယွန်ရေးသားထားသောဈေးကွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝင်ရုပ်အကျိုးအပဲ့လေးဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။ဒုတိယပြုနစ်စစ်ပွဲ။ ရောမအင်ပါယာကိုကာတစ်ရွေဟာပထမပြုနစ်စပွဲမှာရှုံးနေခဲ့ရတယ်လို့ပေါ့ကျွန်တော်ဟာလူဘဝတက်တန်းတဝက်လောက်နေပါမှာအလဲလဲအပြူပြူလေးကြည့်ကြုံခဲ့ရတယ်ပင်လယ်ရခြားမှာကြုံရကြပန်းလောက်ကန်စားတော့ရင်ဘဝကိုထူထောင်မှုစူးစားခဲ့တော့ညာထောင်ကြတန်းကြဖြစ်လို့ဖြစ် လူအောက်တန်းစားဘဝနဲ့နေထိုင်ခဲ့ရင်အချစ်ကိုဆုံးရှုံးလို့ဆုံးရှုံးဘာတခုမှ ကောင်းကောင်းကန်ကန်ဖြစ်မလာခဲ့ပါဘူးနောက်ဆုံးဇာတိမျိုးကိုပြန်သွားခဲ့ပြီး နေဆက်ဒီတာမှာကားလမတ်ရဲ့ပြင်သစ်ပြေဤရုံးကံမှုဆိုတဲ့ဘုတ်အုပ်ကြီးလွယ်အိတ်ထဲထဲလို့မှောင်ခိုကုန်ကူးတဲ့ဘဝရောက်ခဲ့ရဘူးတယ်။ငွေဖောဖောတီတီကန်ရတဲ့အလုပ်ဖြစ်တဲ့အလျောက်ဗီယာလေးတမျှမျှလှုပ်လိုက်လေးကောင်ခြင်ဝိုင်းတိုးလိုက်တခါတလေညင်းငွေလာတဲ့အခါနေဆက်မြင့်မော်ကညောင်မင်းကြီးအောင်မှာထိုင်ရင်းစစ်ကလက်လေးဖွာရင်းကားလမတ်ရဲ့ဘုတ်အုပ်ကြီးကိုဟိုလန်ဒီလောဖက်ရှုလိုက်နဲ့မှောင်ခိုကုန်တဲ့နဲ့လက်ဝဲဘုတ်အုပ်ကြီးကဘာဆိုင်လို့လဲကမောက်ကမဘဝကြီးနဲ့ပေါ့ အဲ့ဒီဘဝကနေအတန်ငယ်ပြင်းရည်လာတဲ့အခါမှာဇာတိမီကနေကျွန်တော်ထွက်လာခဲ့ပြန်တယ်။နင်းနီနာနာမဟုတ်ဘူး။စိတ်ကူးပေါရာရှောက်လို့ရင်ဗီတီရှာသခင်ကြီးတွေရဲ့အတိုင်းပြည်အထိရောက်လာခဲ့ပြန်ပြီ။ကာဒစ်တွေဟာယောမအင်ပါယာကိုအာခံဖို့ဒုတိယအကြင်ပြန်လာခဲ့တယ်။ပထမအကြင်ရှုံးနေခဲ့တဲ့ကာဒစ်တွေအတွက်စစ်သူကြီးဟန်နီဘယ်ဟာယောမအင်ပါယာရဲ့လက်အောက်ခံအစ္စပန်နီးယားကိုဝန်တိုက်ပြီးဒုတိယပြူးနစ်စစ်ပွဲကိုထပ်မံစတင်ခဲ့တယ်။အဲလ်တောင်တန်းတွေကို အာဖရိကတိုက်စင်ကြီးတွေစီးနှင်းလို့ဖြတ်ကျော်ရပြီးရောမအင်ပါယာကိုဝင်တိုက်ခဲ့တဲ့အဲ့ဒီကာသေးရှိသူကြီးရဲ့လူတွေမထင်မှတ်ထားတဲ့လောက်ရဟာကမ္ဘာသမိုင်းမှာအထင်ကရဖြစ်ခဲ့ရဘူးတယ်မဟုတ်လားတစ်ဆက်၅နှစ်တိုင်းတိုင်းရောမအင်ပါယာတချမ်းကိုတင်ပိုက်စူးမိုးနိုင်ခဲ့တာဆိုကိုအသေးချာကြီးတော့ကျွန်တော်သိတာမဟုတ်ပါဘူးလေငယ်ရွယ်စဉ်ကဖတ်ဘူးတဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီထုတ်ကမ္ဘာသမိုင်းမှတ်တမ်းများဆိုတဲ့စာအုပ်အဟောင်းကြီးတဲ့ဟိုတစားဒီတစားလောက်ဖတ်ခဲ့ဘူးတာပါ ကျွန်တော်တဲ့ဤသဘောကြတာကကာတီရွှေဟာပထမတစ်ချိန်ရှုံးနေခဲ့ပေမဲ့ဒုတိယအချိန်ပြန်လာရဲခဲ့တယ်။အဲ့ဒါကအဓိကအချက်ပဲ။ main campus တဲရောက်ပြီးဟိုဟိုဒီဒီရှောက်မေးရင်ကျောင်းသားကရတယ်။ကျောင်း website တဲဝင်ပြီးနေ့စဉ်သင်ခန်းစာလက်ချအချိန်စရင်တင်ပြီးသားလက်ချ slide တွေနိုင်ငံတကာတက္ကသိုလ်တွေရဲ့စာကြည့်တိုက်တွေနဲ့ချိတ်ဆက်ထားတဲ့ပညာရေးဆိုင်ရာ channel တွေအစရှိတာတွေကြည့်ဖို့ user name တစ်ခုရလာတယ်။ကျွန်တော်အမှန်မမှားဘူးဆိုရင် BG15UI နဲ့အဲ့ဒါကိုဘယ်လိုသုံးရမလဲလမ်းညွန်နဲ့စာရွက်လေးတစ်ခုပါရတယ်အဆောင်လားကပထမအရေးသွင်းရတယ်စတာလင်ပေါင်း800ပြောင်းသွားပြီကျောင်းသားသမဂါလို့စိုက်ပုတ်တက်ထားတဲ့နေရာမှာစတိုးဆိုင်တစ်ခုတွေ့တယ်ခေါင်းစော်ပါတဲ့ခဲရောင်ခွန်းကက်အနှွေးတဲ့ဟူဒီတထဲကိုမြင်ပြီး အတော်သဘောကျနေမိတယ်ကျောင်းတစိရင်ဘက်နေရာမှာပါသလိုနောက်ကျောမှာကလည်းတိတ်ပန်ဌာနဆိုတဲ့စကလုံးကွေးကွေးလေးပါတာကိုဘန်းမောရတော့တက်ကတော်နွေညာများတဲ့က ဂျော့ဂျ်ကဲလာဟာဟာဗတ်တက္ကသိုလ်ရောက်လို့စာမြင်ပတ်စံလေးရတာနဲ့ကျောင်းတစိပ်ပါလွယ်အိအစိမ်းလေးကိုစွန်စားပြီးဝဲခဲ့တာမဟုတ်လားကျွန်တော်လည်းဒီအင်ကြီးလေးကိုလိုချင်တာပေါ့ခတ်တာကတထည်35ကျပ်တဲ့5မိနစ်လောက်ခြေတုံချတုံစဉ်းစားရင်ညလုံးစုံမှိတ်တယ်ပြီးဝဲလိုက်မိရောဝဲပြီးပြီးချင်းကိုမဝစ်ထားတဲ့ free jacket စစ်စိမ်းအောင်ကြီးအတော့ယောက်ျားစွန်ကျဲလိုက်တာသူငယ်ငယ်ကအမျက်တနှိုးဝစ်တဲ့ဟာကြီးကိုချွတ်တယ်ပြီးကျောင်းတစိမ့်နဲ့ခွန်ကတ်ဟူဒီကိုကောက်ဆွပစ်လိုက်တယ် တိုးဆိုင်ဘေးကကျောင်းသားတမကဘားဆိုတဲ့ကောင်တာကိုတွားရပြီးတကြက်တန်ဘေးရတပိုက်မှတောက်တယ်။ဒုက္ခမျိုးတော်တွေကလန်ချားဝါလာကလားကြီးပြောသလိုတခွက်ချလိုက်တာနဲ့ဘိုက်ထဲကြားတော်ကောင်ရောက်လာသလိုပဲအစာအိမ်နဲ့အစာမရှိတာနာယီအတန်ငယ်ကြာသွားပြီဖြစ်တဲ့ကျွန်တော်ဟာချက်ချင်းဆိုသလိုဘေးရကုန်သွားတာနဲ့ရည်တည်ဖြစ်လာတယ်။အကျိုးဆက်ကကျွန်တော်ကိုကျွန်တော်ရောမကိုဝင်တိုက်ဖို့အသင့်ဖြစ်နေတဲ့ကားသေးစစ်သူကြီးဟန်နီဘဲလို့ထင်စားပြုလာတာပဲ။ပြုံးစီစီမျက်နှာပေးနဲ့ အနီးနားပဝင်းကျင်ကကိုလိုချောင်းသား fresher လေးတွေကိုလိုက်ငင်းနေမိတယ်။ခဏနေတော့ကားသိစစ်သူကြီးဟာအဆောင်ကိုလေးလေးတချွန်ချွန်နဲ့ပြန်နေ။အဆောင်ကဘုံသုံးနဲ့မိဖို့ခန်းနဲ့ဝင်နေတရုတ်ဆိုင်ကဝဲလာတဲ့အေးသုံးလုံးတစ်စိတ်ဆန်အိတ်ထဲကဆန်အနှဲငယ်ထုတ်ပြီးထမင်းအိုးတစ်လုံးတည်တယ်။ဝက်ဥချောင်းတစ်ရွဲကြော်တယ်။ထမင်းကျက်တဲ့အခါထမင်းပူပူတပတ်ကန်နဲ့ဝက်ဥချောင်းကြော်လေးငါးချောင်းမုံညင်းချင်းစီတိုဘူးအစီအစဉ်တကြားထည့်ပြီးအားရပါးရလွေးတယ် ဒုတိယပြူးနစ်စစ်ပွဲကိုဆင်နွှဲဖို့ရာစစ်သူကြီးအနေနဲ့အားရှိဖို့လိုမယ်မဟုတ်လား။နေရေးချက်ရေးစားတော့ပြီးတော့အဆောင်ပြင်ထွက်ပြီးနေပူစာလုံးရင်စီကလက်တလိပ်ဖွာတယ်။ဘောင်းမင်းတော်အိတ်ကက်ကိုမတော်တဆဆမ်းမိလို့ဘဒူအိတ်ကိုကင်မိတယ်။ဆွဲထုတ်ပြီးအသားလေးဖျဲကြည့်တော့စတာလင်ပေါင်း150တိတိကျန်နေ။အဲ့ဒါဟာကားတဲ့စစ်သူကြီးဟန်နီဘယ်ပိုင်ဆိုင်သမျှစစ်အင်အားပဲ။နောက်ထပ်တပြားမှမရှိ။ဟော်ရီအင်အားလေးနဲ့ယောမကိုအခံရတော့မယ်ပေါ့လို့တွေးရင်ပြုံးတယ် စက်ကလက်ကိုနောက်ဆုံးတပွားဖွာပြီးမိတက်လိုက်တယ်။အဆောင်ထဲပြန်ဝင်လာတယ်။ဟန်နီဘယ်တယောက်တရေတမောအိပ်ပြီးအားမွေးရအောင်မယ်မဟုတ်လား။လက်မမြောက်သူနဲ့ John of Arc တက္ကသိုလ်ရေးစပွင့်တဲ့ပထမပိုင်းနေ့ရက်တွေမှာကျွန်တော်အလောက်ကန်တစ်ခုလောက်ရဖို့ကြိုးစားရှာဖွေကြည့်တာအဆင်မပြေဘူး။အဆက်အသွယ်မရှိဘဲစံတဝါဝါရှာနေတာဟာအဆင်မပြေဖို့အများလုံးကြောင့်ခဲမိလာတယ်။ကျွန်တော်တို့ပထမနေ့ဘွဲကြိုចောင်းသားတွေဟာပါတီတက်လို့ကောင်းတော့ Student Night လို့ခေါ်တဲ့အင်္ဂါညတွေမှာ ိုင်ကလတ်တက်ပြီးတောင်းကျလို့ကားလုံးကာလတွေမှာကျွန်တော်မယ်ရင်ွေပူလို့ရဲ့အိတ်ကက်ထဲကပတ်စံအခေါက်လေးဟာတဖြည်းဖြည်းဘားရစာပြူလာပြီဒါကုံရင်ဖြာပုံပြန်မယ်လို့ငယ်ဘဝကအတုပဖဲဝိုင်းနေမှာအော်ခဲ့ဘူးတလို့ပေါ့ဒီပတ်စံလေးကုံရင်ငါဘလို့အသက်ဆက်ရမလဲတွေးရင်အိတ်မပြောတဲ့ညတွေများလာခဲ့တယ်အကြံတစ်ခုရလာတာနဲ့တရသာတက္ကသိုလ်ကျောင်းသားရေးရာဌာနကကောင်းတာမှာသွားမိတယ်ဗမာပြေကလာတဲ့ကျောင်းသားတွေရှိသလားဗမာကျောင်းသားများအသင်း အစရှိတဲ့ဖြင့်ဖွဲ့ထားတာမျိုးကိုရှိသလားပေါ့ကောင်းနာကဝန်ထမ်းဖြစ်သူကဗမာဆိုတာမသိဘူးတဲ့ဗမာမသိရင်ဘာမကွာဆိုတော့ဩဘာမတော့သိတယ်ဗမာចောင်းသားတော့ငါတို့စီမံမရှိပါတဲ့လူပေါင်း1000ကျော်ရှိရဲ့ဒီတက်ကတော့မှာဗမာကငါတယောက်ထဲလားလို့တွေးမိပြီးကျွန်တော်စိတ်ပြတ်သွားတယ်ဒီလိုစုံစမ်းရခြင်းចောင်းရင်ကဗမာចောင်းသားတွေသာဒီတက်ကတော့မှာရှိနေခဲ့ရင် သူတို့ကနေတဆင့်အလောက်အကိုင်းဘယ်လိုရှာရတယ်ငါကတော့ဖြင့်ဘယ်မှာအလောက်ရနေတာအလောက်လိုချင်ပြောပြမိမယ် ။ဘာညာအဆရှိတဲ့ဖြင့်အကူညီလေးများရနိုင်မလားလို့စိတ်ကူးရင်ခဲ့တာကိုစိတ်ပြက်ပြက်နဲ့လှည့်ထွက်မှာ။ Hey ya are you from Burma လို့လေးတန်းဆူးဆူးလေးနဲ့အမေးခံရလို့စက်ခနဲ့လှည့်ကြည့်လိုက်တော့စပင်တူတူနဲ့ကောင်မလေးတယောက်ရယ်။ခေါင်းငယ်ပြလိုက်ပြီးနဝေတိန်တောင်နဲ့ဘာပါလိုက်ပေါ့။အဲ့လိုကြီးဖြစ်ပြီးငေးကြည့်နေတော့ဗမာလူပီပီတတကြီးပြောလာတယ်။ကျွန်မလည်းဗမာပဲရှင်တဲ့။တက္ကသိုလ်ဝင်းထဲကကော်ဖီဆိုင်မှာအဲ့ဒီစန်တိုမာလေးနဲ့ကျွန်တော်အတူထိုင်ရင်းမိတ်ဖွဲ့ဖြစ်ခဲ့တယ်။ ကာဗီကွက်တွေသွားယူတော့သူပတ်စံရှင်းတာကိုအသာလေးမသိကြအောင်စောင်းနေလိုက်တယ်။ကိုမလည်းကိုဒုက္ခနဲ့ကိုမလား။နင်းကဘယ်မေချာကလဲလို့မေးတော့ဘာမှပြန်မပြောဘူး။ပြုံးစီစီရယ်။သူကဒီเจ้าကမဟုတ်ဘူးတဲ့။ကိစ္စရှိလို့ခဏလာတာတဲ့။ဒီနေ့ပဲသူ့မျိုးကိုပြန်မယ်ဆိုတာပဲပြောတယ်။အော်တခြားတက္ကသိုလ်ကအเจ้าသူပေါ့။ဘာမေချာလဲဆိုတော့သိပ်ပံပတ်ဖဲတဲ့။အတိအကျပြောချင်ဟန်မတူတာနဲ့ထပ်မမေးဖြစ်ဘူး။အလုံးလုံးတလားပါညာစကားတောက်ကြည့်မိတယ်။ငါကအလောက်ရှာနေတာ။ အသေးတန်ရဲ့ဘာညာပေါ်ပြန်လဲမဖြစ်ဘူးပြုံးမဲ့ပြုံးနေတာရဲ့ဘဲနဲ့ကောင်းမလေးမှမသိပါဘူးနိုင်ရွက်တနိုင်လောက်စကားထံပြောပြတာနဲ့ပြန်တော့မယ်ဆိုပြီးထထွက်သွားတာပဲသူ့အကြောင်းကျွန်တော်ဘာမှမသိလိုက်ဘူးကျွန်တော်ကသာဘဲကလာတယ်ဘာဘာသာရက်နဲ့ဒီเจ้าမှာတက်နေအဆရှိတဲ့ဖြင့်ရှောက်ပြောသည်မနားထောင်ပြီးလစ်သွားတာရဲ့မပြန်ခင်ဖုန်းနံပါတ်ချင်းတော့လဲပြစ်သွားတယ်နောက်တော့လဲအဲ့ဒီစံတူမလေးကိုမိမိပြောက်ပြောက်ပါပဲရာတီဥဒုကြမ်းတက်မှုစောင်းဝင်လာတော့ နေရောင်မမြင်ရအောင်အမြဲတမ်းမှောင်မိုက်နေတာဘာသာစကားအခက်အခဲနားလျာခတ်တဲ့အင်္ဂလိပ်ဒါယာလက်ကြောင့်ဒုက္ခအတော်ရောက်ရတယ်။ကျောင်းသင်ငန်းစာတွေအလောက်ကန်ရှာမရမှုအဆရှိတဲ့ဖြင့်လောကရန်တွေနဲ့လုံးချလဲလိုက်နေခဲ့တာပေါ့။ပေါမိုးဆက်ရုံမှာနေဆိုင်ညာဆိုင်နဲ့ပါကင်ထုတ်တဲ့အလုပ်လေးနှစ်ပတ်လောက်ရလိုက်အတူလုံနေတဲ့ပူလန်ကောင်တွေကကန်ထုတ်လိုက်လို့အလုပ်ပြုတ်သွားလိုက်။တရုတ်တန်းတို့ဘာလို့မှတဆန်ဝင်တဆန်ထွက်ညနေငယ်လေးနဲ့အလုပ်လိုက်ရှာလို့ဘူဖေးဆိုင်မှာပကံပုံကြီးတွေကို တနားရီ၅ချက်နဲ့ထိုင်ဆေးတဲ့အလုပ်လေးရလိုက်အဲ့ဒီဘူဖေးဆိုင်မိဖို့ကြောင့်ကိုစိုးမိုးထားတဲ့ပြည်ကြီးတယောက်အုပ်စုနဲ့စကားများပြီးတပတ်အကြာမှာအလုပ်ပြုတ်သွားလိုက်နေဘဝရဲ့ဒီမို့ကဘာမှမမြဲဘူးရဲ့ထမင်းဝါဖို့တောင်းအနိုင်နိုင်ဒီပုံမျိုးနဲ့နောက်တနေ့စာကြောင်းလာကကြီးကိုငါဘယ်နာကများသွားရှာရမလဲလို့တွေးကြည့်တိုင်းလူကနောက်ကြည့်သွားတတ်တယ်။အဲဒီကာလမှာစန်တိုမာလေးစီက text message လေးတွေဖုန်းနဲ့ရောက်ရောက်လာတယ်။အစင်ပြေရဲ့လား။ရာသီဥတုတန်အတော်ခံနေရပြီလား။ အခုညီလိုရင်ပြောပါအဆရှိတဲ့ဖြစ်ပေါ့ကိုဘွားနဲ့ကိုရင်မောနေရဲ့ကျွန်တော်သူ့ကိုတဲ့အိအာယုံမရှိခဲ့ပါဘူးပြန်ဖြေခြင်းတဲ့အခါချက်ချင်းပြန်ဖြေပြီးတခါတလေကျ၃လရက်နေမှနေကောင်းပါတယ်ဆိုတဲ့ test match လေးတစ်စောင်လောက်ပြန်ပို့တတ်တာမျိုးသူ့ဘက်ကတော့အတော်ကြီးကျယ်တဲ့လူပဲလို့ထင်နေမလားပဲလူကထမင်းဝါဖို့အနိုင်နိုင်ဖြစ်နေတဲ့အခါမျိုးမှာအဲ့လိုဖုံးချောင်းတလူလူဘာလို့လို့ကိစ္စတွေကိုစိတ်တောင်းမကူးကျင်ဘူးမဟုတ်လားတရသာကျွန်တော်မျိုးကနေမိနစ်၄၀လောက်ရထားစီးသွားရတဲ့တစ်ဖက်မျိုးကိုရောက်သွားတယ် အဲ့ဒီမှာမမမိသားစုအိမ်တအိမ်ရှိတာကိုသွားလဲပတ်စားတော့တယ်ပေါ့သူတို့ကမိသားစုလိုက်နိုင်ငံရေးခုံလုံးခွင့်နဲ့နေကြတဲ့ဟာမျိုးရယ်ကောင်းကောင်းမွန်မွန်ချက်ပြုတ်ကျွေးမွေးပြုစုကြပါတယ်အစားတော့လေးတွေပါပါတယ်အရှင်လေးနည်းနည်းရလာတော့ကျွန်တော်ကိုဗာပြောရမှတ်လဲမင်းလဲဘဝကိုအဲ့လိုကြီးရုန်းကန်နေရတာမလွယ်ပါဘူးကွာလမ်းမြောက်လိုက်ပါလားတဲ့ငါတို့ကူညီမယ်တဲ့လမ်းမြောက်တယ်ဆိုတာနိုင်ငံရေးခုံလုံးခွင့်ခံလိုက်တာကိုပြောတာကျွန်တော်ဘာမှပြန်မပြောပြခဲ့ဘူးပြုံ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 းနဲ့စကားစမီပြောရင် ခဏနေတော့ထပြန်လာခဲ့တယ်။အရင်ပြန်ရထားပေါ်မှာကျွန်တော်အတော်လေးမူးနေခဲ့တယ်။စိတ်လဲမူးတိတ်မမှန်ချင်ဘူးရဲ့။အတော်ကြီးအထီးကျန်လုံးနဲ့ခန်းစားမှုကြီးနဲ့အဲ့လိုမျိုးပေါ့။အဲ့ဒီအချိန်မှာစန်တိုမာလေးဖုန်းဆက်တယ်။တက်စမက်ရှိပြီပို့နေတာ၄၅ရက်ရှိပြီ။ဘာမှပြန်မပြောလို့တဲ့။တခုခုများဖြစ်နေသလားစိတ်ဘူးလို့ဖုန်းခေါ်တာတဲ့။အရင်မူးမူးနဲ့စိတ်ထွေပြားနေတဲ့အချိန်ဆိုတော့ကျွန်တော်ဘာရီရှောက်ပြောမိမှမသိတော့ဘူး။ငါဗမာအိမ်တအိမ်ကိုသွားလေပြီးပြန်နေတာ။ခုမူးနေပြီကွာလို့ အကိုအစဉ်ပြေရဲ့လားအတန်ကမူမမှန်တော့ဘူးအဆောင်ပြန်မြောက်မှာစိုးတယ်တဲ့သူပြောနေတာတော့ဂယုမဆိုင်ဘူးကျွန်တော်ပြောချင်တာတွေကိုစုပ်ပြောနေတော့တာပဲဟေ့ညီမလေးငါအခုဒုက္ခတအားရောက်နေတာနင်းသိလားအေးဒါပေမဲ့ဘယ်တော့မှလက်မမြောက်ဘူးဘာလက်မမြောက်တာလဲအကိုရာအရှုံးမပေးရကိုပြောတာလားတဲ့ဟေ့အေးအဲ့ဒါမဟုတ်ဘူးငါခုသွားလည်နေတဲ့မိသားစုကငါကိုနိုင်ငံရေးခေလုံခွင့်ခံခိုင်းနေအဲ့ဒါငါမလုံနိုင်ဘူးငါမလိန်ချင်ဘူးငါအချောင်သမားမဖြစ်ချင်ဘူး အဲ့လိုလုံးလိုက်ရင်ကျောင်းလာကပေးစရာမလိုတော့ဘူးလို့ပြောတယ်။ထမင်းဖို့ရမယ်လို့ပြောတယ်။အေးငါငတ်လို့တေသွားပလိစေ။အဲ့ဒါမျိုးမလုပ်ဘူးကွာငင်းသိလား။ကျွန်တော်အဲ့လိုတွေအော်ဟစ်ပြောနေတာကိုသူငြိမ်းပြီးနားထောင်နေရဲ့။ဘာမှပြန်မပြောဘူး။ငါဗမာပြည်မှာတော့ကဘသူကိုမှမတော်လန့်ခဲ့ဘူးဘူး။ငါလိုက်ပြငါမလုံဘူး။ငါမလုပ်ပြရစီနဲ့ဟာသိလား။ငါမလုံနိုင်ဘူး။အဲ့လိုတွေဒွတ်ဒွတ်ညွတ်နေတာကိုသူတီးခံပြီးနားထောင်ပေးနေခဲ့တယ်။ဖုန်းကိုလုံးဝမချဘူး။ ကျွန်တော်ဆင်းရမယ့် University ဗုဒ္ဓရောက်တော့ဒါပဲညီမလေးရခုနိုင်ဆိုတာကိုဟင်းအင်းဆိုပြီးဖုံးချမခံဘူးကျွန်တော်အဆောင်ရောက်တဲ့အထိစကားဆက်ပြောပေးနေခဲ့တယ်အဆောင်ပြန်ရောက်ပြီးအဲ့ရပေါ်လှဲချလိုက်ပြီးဆိုတော့မှအကူအိတ်တော့နော်ဆိုပြီးစိတ်ချလက်ချဖုံးချသွားခဲ့တယ်ကျွန်တော်လည်းထိုးအိတ်လိုက်တာတုံးကနေပဲအဲ့ရနိုးလာတော့ test message တခုတွေ့တယ်အကူအဲ့ရကနိုးရင်ဖုံးဆက်ပါတဲ့ဖုံးခေါ်လိုက်တော့ချက်ချင်းကင်နေဟေးအကူစိတ်ပြေလက်ပြောက် မြမစီလာခဲ့ပါလားကွာတဲ့ကျွန်တော်ဘာမှပြန်မဖြစ်ပဲညင်နေမိတယ်။ဘာလဲအဝေးကြီးမဟုတ်ရထားလက်မှတ်ကဈေးကြီးလို့မလာချင်တာလားတယောက်တော့ဝက်ရှင်းပေးမယ်လေတဲ့။လာသာလာခဲ့ပါအကိုရာမြမလေးနန်းကြီးတော့လောက်ကြည့်မယ်။အရက်နဲ့စက်ကလက်လဲတိုက်မယ်။လာမယ်မဟုတ်လားတဲ့။အဲ့ဒီနေကတနေ့ကနေကြီးညနေဆောင်မိုးချုပ်စာမှာကျွန်တော်သူ့မျိုးကိုရောက်သွားတာပဲ။နေမုံတွေရစ်တိုင်းနေတဲ့ဘူတာယုံသေးသေးလေးရဲ့ဈေးညံပေါ်မှာကျွန်တော်ကိုစံတူမာလေးစောင့်နေခဲ့တယ်။တွေ့တွေ့ချင်းအသားလေးအနာကပ်သွားပြီး ရင်ချက်အပ်ဖက်လိုက်တော့တရောင်းစစ်တွေနဲ့ကျွန်တော်ရင်ဘက်ကိုထောက်ပြီးတွန်းထားတယ်။ညနာကရှက်ဝဲဝဲရယ်။ဒါဘာလို့တာလဲဆိုတဲ့အမူအရာနဲ့အောင်နှခန်းကိုကြိုက်ထားတယ်။ကျွန်တော်ကတော့မအီးမလဲအခြေအနေကိုထိန်းတဲ့အနေထားနဲ့တဟားဟာအော်ရယ်နေလိုက်တာပဲ။သူ့အိမ်ရောက်တော့အတူနေတဲ့တငယ်ချင်းတွေနဲ့မိတ်ဆက်ပြီးရယ်။ပထမနဲ့ကြောင်းသားပါဆိုတော့သူ့တငယ်ချင်းနှစ်ယောက်ကနင်းနေအံ့ဩဟန်ပြတယ်။သူတို့ကတက်ကတူကဆရာရီဆိုလား။ကျွန်တော်လဲဘာမှသိမ့်မတွေးအားပါဘူး။ရေမိုးချိုးတယ်ပြီးအင်ရှင်မလေးပြင်ပေးတဲ့နန်းကြီးတို့ကို အားရပါရလွေးတယ်။အင်းကားတောက်တယ်။ဝီစကီ၃ဘက်လောက်တွဲတယ်ပြီးအင်းရဲ့ပြင်ထွက်စက်ကလက်ဖွာတယ်။စံတူမာလေးနဲ့အာလူဖုတ်တယ်။ခဏနေတော့သူပြင်ထားပေးတဲ့အဲ့ရမှာထိုးအိပ်ပြလိုက်တော့တာပဲ။နောက်တနေ့မိုးလင်းတော့မနက်စာအတူစားပြရနဲ့မြမလေးအလုပ်ကိုခဏလိုက်ခဲ့မလားတဲ့။သူဘာလုံးမှန်းလဲကျွန်တော်အသေးချာမသိပေမဲ့သွားကြတာပေါ့ဆိုပြီးထလိုက်သွားခဲ့တယ်။ချက်သွားတဲ့နေရာက တက္ကသိုလ်ဝင်တစ်ခုဖြစ်နေတယ်။သူကကျောင်းသူမဟုတ်ဘူးလား။ကျောင်းထဲမှာဘာအလုပ်လုပ်တာလဲမသိဘူးဆိုပြီး ဇဝေဇဝါရဲ့နောက်တော့တိတ်ပံဌာနကတခွဲကန်လို့စိုင်းမုတ်တက်ထားတဲ့အခန်းနဲ့သူခဏဝင်သွားတယ်ကျွန်တော်ဥတီဦးကြောင့်နဲ့ထိုင်ဆောင်နေခဏနေတော့ယူနီဖောင်းနဲ့စံတူမာလေးအပြင်ကိုလှည့်ခနဲထွက်လာတယ်အပြုံးချူချူနဲ့ပြီးရနေပြီတော့အကူကြီးခဏလေးစောင့်ပါအောင်ဒါလေးပြီးရင်ညီမတို့မျိုးလဲလျှောက်လဲကြမယ်တိလားတဲ့သူ့ရဲ့ဘက်မှာချိန်ထားတဲ့ရင်တို့ကိုဖြတ်ခနဲလှမ်းကြည့်လိုက်တော့ဒေါက်တာနန်းမေမေကြီးစီနီယာသိပ္ပံပညာရှင်နဲ့တောက်ကျိုးနဲ့ဗျာ